ကွန်ပျူတာလမ်းမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့မလေးရှားနိုင်ငံမှာဖြစ်သွားတဲ့အထူးဆုံးဖြစ်စဉ်တစ်ခုပဲဒီနေ့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီထဲမှာဘယ်အကြောင်းကိုဆွေးနွေးသွားမလဲဆိုလို့ရှိရင်မြန်မာနိုင်ငံအခေါ်အရကျွန်တော်ပြောလိုက်မှာပေါ့နော်ဥစ္စာဆောင်ဆိုတာရောတကယ်ရှိလားဥစ္စာဆောင်တွေကလူတွေကိုဘာကြောင့်ဒုက္ခပေးရလဲဒီလိုမျိုးဒုက္ခပေးတဲ့ အဲနှစ်ချက်နှစ်ခုရှိတယ်ပေါ့နော်တစ်ခုကကျတော့ဥစ္စာဆောင်တစ်မျိုးပါကြတော့လူတွေကိုကောင်းချင်းပေးတယ်ပေါ့နော်နောက်တစ်ခုကကျတော့လူတွေဒုက္ခပေးတယ်ပေါ့ဒါတွေရဲ့ဒီလည်းဘလိုမျိုးဖြစ်တာလဲပေါ့နော်ဒီအကြောင်းတွေထည့်ပြီးဆွေးနွေးတာမှဖြစ်ပါတယ်ပေါ့နော်ဒီထဲမှာအဓိကမင်းပြောချင်တာဗာလဲဆိုရင်မလေးရှားနိုင်ငံကသူဒီတယောက်နာမည်ပေါ့နော်မိုဟာမက်အရှရဘင်ဟဆန်ဆိုပြီးသူ့နာမည်ခေါ်တယ်သူကအသက်29နှစ်ဝန်းကျင်လောက်ပဲရှိသေးတယ်ဒါပေမဲ့သူတို့ကဂျော့ဟော့မှာနေတယ်ပေါ့နော်ဂျော့ဟော့ပြည်နယ်မှာနေတယ်ပေါ့မလေးရှားနိုင်ငံဂျော့ဟော့ပြည်နယ်မှာနေတယ်အဲသူတို့က ဟိုလေးရမယ်ကိုပင်းမှာကျင်းပတယ်ပေါ့နော်ကိုပင်းမှာကျင်းပတယ်ဟိုဟိုဟာကိုပင်း Ultra Day ပေါ့နော်မာရသွန်ပြိုင်ပွဲပေါ့တောင်တောင်ကြီးပေါ့နော်သူကတောင်ကြီးကနေတောင်ထိပ်ထိကိုပြေးရတာပေါ့နော်အဲ့တောင်ထိပ်ထိကဘယ်လောက်ထိလဲဆို25ကီလိုမီတာပေါ့25ကီလိုမီတာပြေးရတာပေါ့လူအားလုံးပေါ့485ယောက်အဲလူအားလုံးက485ရောက်ကဒီလိုမျိုးပေါ့မာရသွန်ပုံစံမျိုးပြေးရတာပေါ့နော်အဲ့လိုပြေးရတဲ့အချိန်မှာ DM မှာသူလည်းပါဝင်တယ်အဲသူ့ကို ဒီတန်းမှာဘယ်သူတွေဘယ်သူနဲ့ဘယ်သူနဲ့ပါဝင်လဲဆိုလို့ရှိရင်သူ့တန်ငယ်ချင်းသူ့ရဲ့နှစ်ယောက်လုံးဝပါဝင်နေပေါ့နော်သူ့နာမည်ကိုကြတော့အားလုံးအချင်းချင်းပေါ့နော်အိမ်ခေါ်နာမည်ပုံစံမျိုးခေါ်တာပေါ့သူ့ရဲ့အတိုင်းဝိုင်းနေရခေါ်တာအကပ်လို့ခေါ်တယ်ပေါ့နော်အဲ့ဒါနဲ့သူတို့ပြိုင်ပွဲဝင်ကြတယ်ပေါ့ပြိုင်ပွဲကလည်းဘယ်အချိန်လဲဆိုလို့ရှိရင်မနက်9နာရီတို့ပေါ့နော်မနက်9နာရီတို့သူတို့ပြိုင်ပွဲဝင်နေပေါ့ပြိုင်ပွဲဝင်တဲ့အချိန်မှာသူတို့တောက်လျှောက်ပြိုင်ပွဲဝင်ပြီးတွားနေတယ်ပေါ့တွားနေတဲ့အချိန်မှာ25ကီလိုမီတာက 25ကီလိုမီတာကမီတာ20အထိကိုဒီအကပ်ကပါသေးတယ်ပေါ့နော်အကပ်ကပါသေးတယ်ပုံတွေပြန်ကြည့်တယ် drone shoot တွေပြန်ကြည့်တဲ့အချိန်မှာဒီမီတာ20အထိကိုအကပ်ကပါတယ်ပေါ့နော်မီတာ20ကျော်သွားတယ်ဒီတောင်ဟိုပြောမကူဝါပေါ့နော်ကူဝါအဲ့ကူဝါနားလဲရောက်လဲရောက်ပေါ့အကပ်ကိုမတွေ့မိဘူးပေါ့နော်မကွေ့မိဆိုတာအကောလုံးကဒီလောက်လူအများကြီးပြေးနေတဲ့အချိန်ကျတော့အကောလုံးကသတိမထားမိဘူးပေါ့နော်ပြေးနေချိန်မှာသူတက်ငယ်ချင်းကသူတို့ထက်အရင်ကျော်သွားပြီးတော့သူ ဟိုပြောရမယ်တေးလနာလဲရောက်ပြီပေါ့နော်သူပြန်ပန်းနိုင်တာရောက်နေတဲ့အချိန်မှာသူစောင့်ကြည့်တယ်စောင့်ကြည့်တယ်မလာဘူးပေါ့မလာတဲ့အချိန်မှာအဲသူတငယ်ချင်းရောက်ပြီးတော့နောက်တနားလောက်နေတဲ့အချိန်မှာမလာဘူးမလာတော့တဲ့အချိန်မှာဒီဒီဘယ်လိုပြောမတောင်ကြီးမှာရှိနေရဲတွေအကုန်လုံးသူဖုံးဆက်တာပေါ့ဖုံးဆက်တဲ့အချိန်မှာဒီလိုမျိုးပေါ့အကပ်မတွေ့ဘူးပေါ့နော်အကုန်လုံးပန်းနိုင်ဝင်လာနေပြီသူမရောက်သေးဘူးပေါ့သူတို့ခဏစောင့်ကြည့်တယ်စောင့်ကြည့်ပြီးတော့မလာလဲမလာပေါ့သူတို့တောင်ကြီးကိုလိုက်ပြီးတော့သူတို့လိုက်ဆက်တယ်ပေါ့နော်ဆက်တဲ့အချိန်မှာဒီ foreigner place ဖြစ်တယ်ပေါ့နော်ရဲတွေကသူ့ပြောရမှာသူ့တငယ်ချင်းပေါ့နော်ဒီဟာက tourist place ပေါ့နော်ဒီလောက်မျိုးမရှိဘူးပေါ့ပျောက်သွားတာမရှိဘူးဆိုပြီးတော့ရဲတွေကသူ့ပြောကြတယ်ပေါ့နော်ပထမတော့ဒါဖြောင်းဖြတာပေါ့နော်အမှန်ဖြောင်းဖြတယ်ဆိုတော့ကျွန်တော်အနောက်ပိုင်းနေတည်တည်ဆတ်ဆတ်ဆက်ပြပေးမှာပေါ့နော်ဒါဖြောင်းဖြတဲ့သဘောနဲ့သူပြောတာပေါ့စိတ်အေးအေးဖြစ်သွားအောင်ပေါ့ပြီးတော့အဲ့လိုမျိုးလိုက်ရှာတယ်လိုက်ရှာနေရင်လူတွေကဘယ်လောက်ဖြစ်လာလဲဆိုရင်နှေးကင်းထိုးလာတယ်ပေါ့နှေးကင်းဖြစ်လာတယ်နှေးကင်းဖြစ်လာတဲ့အထိကိုလူတွေကဘယ်လောက်ရှာလဲဆိုလို့ရှိရင်အယောက်တရာကျော်သွားတယ်ပေါ့နော်ရဲတွေလည်းပါတယ်ကဲစေးအဖွဲတွေလည်းပါတယ်ပြီးတော့ဟိုဘယ်လိုပြောမလဲ အစေတနာဝင်တဲ့အနေပေါ့နော်စေတနာဝင်တဲ့အနေလည်းပါတယ်ဝိုင်းရှာရတယ်ပေါ့ရှာတဲ့အချိန်မှာလုံးဝမတွေ့လုံးဝမတွေ့တဲ့အချိန်မှာလုံးဝထူးဆန်းစရာဖြစ်နေတယ်ပေါ့နော်ဒီရဲတွေအတွက်လည်းပေါ့နော်ထပ်ပြီးတော့ဗာလဲဆိုရင်ရေဘူးပေါ့နေကင်းနှစ်နာရီလောက်မှကြာတော့ရေဘူးတွေ့မိတယ်ပေါ့ဒီအကပ်ပြည့်ရေဘူးပေါ့နော် ရေဘူးတွေ့တယ်ရေဘူးတွေ့သွားတဲ့အချိန်ကျတော့တို့လူရှိမယ်ပေါ့လူရှိမယ်ဆိုရင်လိုက်ရှာတယ်လိုက်ရှာတဲ့အချိန်မှာရဲတွေကပြောတယ်ပေါ့နော်ဒီထဲမှာ တတိဆန်ကိုက်ခဲ့တယ်ဆိုလို့ရှိရင်လည်းပေါ့တတိဆန်ကိုက်ခဲ့တယ်ဆိုလည်းတွေးနေပါလေတွေးမယ်ပေါ့နော်ဒီတော်ရိုင်းတတိဆန်ဘာညာကိုက်ခဲ့တယ်ဆိုရင်လည်းတွေးနေပါလေတွေးမယ်မဟုတ်ဘူးလူရဲ့အပိုင်းတစားတွေးမယ်ဆိုပြီးပြောတယ်ထပ်ပြီး၃ရက်မြောက်လောက်နေကြတော့အယောက်900ဖြစ်သွားတယ်ရှာတဲ့လူကအယောက်900လောက်ဖြစ်ပြီးထပ်ရှာတဲ့အချိန်မှာထပ်ပြီးတော့သူတို့ထူးဆန်းစရာမလဲဆိုရင်လူတရားရောက်ပေါ့နော်သူ့ပြိုင်မင်းဆွဲတာတို့ဆွဲသွားတာပြုတ်ရတယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့ခြေရာအဲ့လိုမျိုးမြေကြီးမှာဆွဲသွားတဲ့ဟာတွေပဲတွေးရမယ်ပေါ့နော်ပြီးတော့တပတ်လောက်ထပ်ကြလာတယ်တပတ်လောက်ထပ်ကြလာတဲ့အချိန်မှာသူ့ရဲ့ full print နဲ့ပတ်သက်တာပေါ့နော်ဘာဆိုဘာမှသူနဲ့ပတ်သက်တဲ့အဆနာတစ်ခုဆိုတစ်ခုမှမရှိဘူးအဲတောင်ဘွားပြုတ်ကြပါလားဆိုလို့ရှိရင်တောင်ဘွားပြုတ်မကြဘူးတောင်ကြီးတွေလည်းတို့အကုန်လုံးနှံ့နေတာပဲတောင်တကယ်လို့ဟိုရေမြောင်းနေပါတယ်မြန်မြန်ကျနေတာပေါ့နော်တခါလေကျရင်စမ်းချောင်းနေပါတယ်ရှိရမှာစမ်းချောင်းနေပါတယ်မြန်မြန်ပြုတ်ကြပြီပါပါလားဆိုပြီးတော့လိုင်းရှာတော့လေစမ်းချောင်းနေပါတယ်မှာမပါဘူးမပါတော့တဲ့အချိန်မှာတို့ထပ်ပြီးစဉ်းစားရတယ်တရိတ်ဆန်လည်းမကြိုက်ပါဘူးလုံးဝထူးဆန်းတဲ့ပုံစံမျိုးလိုဖြစ်နေတယ်ပေါ့နော်ထူးဆန်းတဲ့ပုံစံမျိုးလိုဖြစ်နေတဲ့အချိန်ကြတော့ ဒီမှာတို့လုံးဝအဖြေရှာမတွေ့တော့ဘူးအဲ့ချိန်မှာဒီတောင်ကပေါ့နော်ရဲအဖွဲတွေနေပေါ့ဒီတောင်ကြီးရဲ့ရဲအဖွဲတွေနေဒီတောင်နဲ့ပတ်သက်တဲ့ forest ပေါ့နော် forest department နေနေအကုန်လုံးစုပေါင်းပြီးတော့ဗာလုပ်လေဆိုလို့ရှင်ဒီမှာအဲ့မလေးရှားမှာပေါ့နော်မလေးရှားရဲ့အင်ဒိုနီးရှားရဲ့ဘရူနိုင်းရဲ့ပေါ့ဒီလိုနေရာမှာဒီ gin ပေါ့နော် gin ဆိုတဲ့အရာပေါ့ gin ဆိုရင်ဘယ်လိုပြောရမလဲဆိုအစ္စလမ်ဘာသာဝင်ပေါ့နော်တို့ကမလေးရှားနိုင်ငံအစ္စလမ်ဘာသာဝင်နိုင်ငံဆိုတော့ဒီသူက ဘယ်လိုပြောမလဲဆိုရင်မိโกကဖန်ဆင်းထားတဲ့ creator တစ်ခုပဲသူကမိโกကဖန်ဆင်းထားတဲ့ creator တစ်ခုဆိုတာဘယ်လိုပြောမလဲဆိုရင်လူတွေကသူ့မမြင်နိုင်ဘူးဒါပေမဲ့သူ့ကိုထင်ပြနေပြလို့ရတယ်ဆိုပြီးတော့သူတို့ကယုံကြည်ကြတယ်ပေါ့နော်အဲ့လိုဂျင်တရဝါရှိတယ်ပေါ့အဲ့လိုမျိုးဂျင်တရဝါဒါပေမဲ့သူကဟိုဘယ်လိုပြောမလဲ creator ပေါ့နော် creator ဆိုတာဘယ်လိုပြောမလဲဆိုလို့ရှိရင်ကျွန်တော်မြန်မာအခေါ်ရဆိုလို့ရှိရင် မကောင်းသူဝလူလည်းပြောလို့ရတယ်ဥစ္စာဆောင်လူလည်းပြောလို့ရတယ်မိษาလူလည်းပြောလို့ရတယ်ပေါ့နော်အမျိုးမျိုးပေါ့နော်သူနာမည်ရရှိတယ်ဒီထဲမှာဒီတောင်မှာနေတဲ့မိษาမိษาလူလည်းပြောလို့ရဥစ္စာဆောင်လူလည်းပြောလို့ရတယ်ပေါ့နော်ဒီအားကျတော့ဘာကြောင့်ကျွန်တော်နာမည်နှစ်ခုထည့်တယ်ဆိုတော့ဒီအားနဲ့ပတ်သက်တဲ့ specification နာမည်တစ်ခုကတော့မရှိဘူးလို့ကျွန်တော်မြန်မာလေးကျတော့မပြောချင်တယ်ပေါ့နော်ဒါပေမဲ့ complete တို့သိတယ်ဆိုကွန်မန့်မှန်ကြပေါ့နော်ကျွန်တော်ဒီအားနဲ့ပတ်သက်တဲ့တိကျတဲ့နာမည်တစ်ခုကျတော့ကျွန်တော်တိတ်မသိဘူးပေါ့နော်မသိတဲ့အချိန်ကျတော့ကျွန်တော်ဒီတိုင်းပဲခြုံပြီးပြောလိုက်တာပေါ့ဒါပေမဲ့ မလေးရှားမှာဒီမျိုးနွယ်စုပေါ့နော်ဒီအခုနပြောတဲ့ဂျင်ဂျင်ထဲမှာမှာဒီတောင်မှနေတဲ့ဒီပေါ့နော်မမြင်ရတဲ့ခရီးခြားတစ်ခုကိုဘယ်လိုခေါ်လဲဆိုရင်ဝရန်ဘူနီယာဆိုပြီးခေါ်တယ်ပေါ့နော်ဒီဝရန်ဘူနီယာကသူကဘယ်လိုလဲဆိုရင်လူတွေနဲ့ဒီတရိတ်ဒီဂျင်နဲ့ပေါင်းပြီးတော့မျိုးပွားတဲ့တရားမျိုးတဲ့သူ့ရဲ့လောကကိုကျွန်တော်တို့လူကြီးကမတွေ့ရဘူးတဲ့အာတော်တော်လေးကိုထူးဆန်းတယ်ပေါ့နော်ကြားတဲ့အချိန်မှာသူ့ရဲ့လောကကိုကျွန်တော်တို့ကမတွေ့ရဘူးပေါ့ဒီအင်တာဗျူးကြည့်တဲ့အချိန်မှာကျွန်တော်တော်တော်လေးကို shocking ဖြစ်မိတယ်ပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ကအဲ့ ဂျော့ဟော့နဲ့အဲ့ဂိုဘင်းမှာရှိတဲ့လူတွေအကုန်လုံးကဒီယာကိုယုံကြည်ကြတာပေါ့နော်ယုံကြည်ကြတယ်ဟိုဘယ်ပြန်ဒီဒီယာတကယ်ရှိတယ်ဆိုပြီးယုံကြည်ကြတယ်ပေါ့နော်အဲ့လိုမျိုးလူတွေကိုဒုက္ခပေးတယ်ပေါ့အဲ့လိုမျိုးဆိုပြီးတော့လေဒီတော်တော်များဟိုမှာပြောကြတယ်ပေါ့ဒါနောက်ဆုံးမရတော့ဘူးမရတော့တဲ့အချိန်မှာသူဒီဧပြီလပေါ့နော်သူက23ရက်နေမှာပျောက်သွားတယ်လီလာပိုင်လေပေါ့လီလာပိုင်လေတော့လေကြာလေကြာဩဒီဆရာတွေပေါ့နော်ပရောဟိတ်ဆရာတွေဘာတွေညာတွေသူတို့ခေါ်တယ်ပေါ့ခေါ်ပြီးတော့သူတို့တွေကညာပတ်7နိုင်လောက်လေကြာဩ အဲသူအမေကိုပေါ့နော်သူအမေကလည်းအသက်62နှစ်ကျော်လောက်ရှိပြီပေါ့နော်သူအမေကိုခေါ်သွားပြီးတော့အဲတောင်ထိပ်ပေါ့သူပြောက်သွားတယ်အဲဘူဝနာကိုတွားတယ်ပေါ့တွားပြီးတော့သူခေါ်တော့ခေါ်တာပေါ့နော်တကယ်အဲအတန်ဆိုလို့ရှိရင်သူတို့အမေအတန်ဆိုလို့ရှိရင်လုံးဝစိတ်ထဲမှာကောင်းကျွန်တော်ဗီဒီယို attachment လုပ်ပေးရမယ်ပေါ့နော်ကျွန်တော်ဗီဒီယိုလီဗီဒီယိုထဲမှာလည်းကျွန်တော်ထည့်ပေးရမယ်ပေါ့နော်လုံးဝစိတ်ထဲမှာကောင်းပေါ့နော်မာတီမီချာတီမီနံပါတ်မတ်တာချာ我走，那什么，再见。 ထပ်ပြီးတော့ပေါ့နော်မလေးရှားရဲ့သတင်းဌာနလေးဖြစ်တဲ့ Amstar ပေါ့နော် Amstar ရဲ့ပြီးတော့ The New Strain ပေါ့နော်အဲအဲ့ဒီနေရာလေးကဘာပြောလဲဆိုလို့ရှင်ဒီထဲမှာ interview တွေပေါ့ interview ထဲမှာဆိုလို့ရှင်ဒီနေရာအရင်အထင်ကြီးရှိရပေါ့နော်အထင်ကြီးကြီးတယ်ဒီတောင်မှာပဲအဖြစ်ပြက်လေးခုတော့ဖြစ်ခဲ့တယ်ပေါ့ပထမအဖြစ်ပြက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှင်ဒီမှာအဇာရူဆိုတဲ့တယောက်ပေါ့နော်အဇာရူဆိုတဲ့တယောက်လည်းဒီလိုပဲဒီတောင်ပေါ်လာတယ်ပေါ့လာတဲ့အချိန်မှာသူ့ကိုဒီပေါ့နော်ဒီ creature တွေပေါ့ဒီ Warandonian နေရာသူ့ကို ဟိုကခေါ်ွားတယ်ပေါ့ခေါ်ွားတဲ့အချိန်မှာ သူတို့တွေကအရန်ချောတယ်လို့ပြောတယ်ပေါ့နော်အရန်ချောတယ်ပေါ့ဒါပေမဲ့သူ့ကိုခေါ်ွားတယ်ခေါ်ွားပြီးတဲ့အချိန်မှာသူ့ကိုမင်္ဂလာဆောင်ခိုင်းတယ်ပေါ့မင်္ဂလာဒီယာနဲ့ပတ်သက်တဲ့ဗီဒီယိုကအင်တာဗျူးကပေါ့နော်ဒီ new strain မှာရောဒီ amster မှာရောသူတို့တင်ပြီးတာပေါ့ community အခြေရိုင်းဝင်ကြည့်ကြည့်ပေါ့နော်ကျွန်တော် link attachment လုပ်ပြီးတာမယ်ပေါ့နော်အဲ့လိုမျိုးပေါ့သူတို့ဝင်သွားတယ်ပေါ့သွားလိုက်တဲ့အချိန်မှာသူ့ကိုမင်္ဂလာဆောင်ခိုင်းမှုပြောတယ်ပေါ့မင်္ဂလာဆောင်ခိုင်းမှုပြောတဲ့အချိန်ကျတော့သူကဘာပြောလဲဆိုတော့ ကျွန်တော်ရှိမှာမိမရှိတယ်ခလေးရှိတယ်လို့သူပြောတယ်မိမလည်းရှိတယ်ခလေးလည်းရှိတယ်ကျွန်တော်ရှိမှာလှုပ်ရှားအလုပ်ကြီးအများကြီးပဲရှိတယ်ဆိုပြီးသူပြောတယ်သူငင်းတယ်ပေါ့အဲ့လိုငင်းတဲ့အချိန်မှာ तू အဲ့အဇာတူဆိုတဲ့တယောက်ကိုသူကဘာလုပ်လိုက်လဲဆိုလို့ရှိရင်ဒီဒီပေါ့နော်ဒီ Orlandonia နေရာဘာလုပ်လဲဆိုရင်သူစိတ်ဆိုးပြီးတော့မင်းငါတို့လောကအတွက်မလိုဘူးဆိုပြီးပြန်လွတ်လိုက်တယ်ပေါ့ပြန်လွတ်လိုက်တဲ့အချိန်မှာသူအဲ့လိုပေါ့9ရက်မြောက်နေနေသူတော့တော်ရဲရအဲ့ဒီ Forest Department နေပေါ့နော် Foreign Department နေရာ လာပြီးခေါ်သွားပြီးတော့သူ့အင်တာဗျူးတွေပေါ့အင်တာဗျူးတွေအချိန်မှာသူဒီအကြောင်းနဲ့ပတ်သက်ပြီးသူပြောပြတယ်ပေါ့ထပ်မြင်နောက်တစ်ယောက်ကကြတော့ဘာလဲဆိုလို့ရှိရင်တွမ်ဆိုတဲ့တယောက်ပေါ့နော်တွမ်ကီယိုဆီယာဆိုတဲ့တယောက်ပေါ့သူကကြတော့နှစ်ရက်ပဲကြာတယ်ပေါ့နော်ဒီ forest ကိုသွားတဲ့အချိန်မှာဒီ dollar ကိုသွားတဲ့အချိန်နှစ်ရက်ပေါ့နှစ်ရက်လောက်သွားတဲ့ပြီးတဲ့အချိန်မှာသူ့ကိုအဲသူ့ပြန်ထွက်လာတယ်ပေါ့သူပြန်ထွက်လာတဲ့အချိန်မှာကြတော့ဘယ်လိုဖြစ်နေလဲဆိုလို့ရှိရင်သူကအသက်40ကျော်လောက်ရှိတော့မှာပေါ့နော်ကျွန်တော်ပုံ attachment လုပ်ပေးတာပေါ့နော်သူ့ခေါ်သွားတဲ့အချိန်မှာအဲ့တောင်က ပေ1900လောက်မြင်တယ်ဗောနော်ပေ1900လောက်မြင်နေစင်မှာသူခေါ်ရဲစင်မှာသူကအရန်ချောတယ်ဗောနော်သူ့မင်္ဂလာဆောင်မလားဆိုပြီးခေါ်ရဲဗောခေါ်ရဲစင်မှာအရန်ချောတယ်ဗောအရန်ချောတော့သူကအဲ့ဒီဒီဝရန်ဘူနီယောဗောသူကလူနဲ့စင်တူရယ်ဆိုတော့သူငန်းတာဗောငန်းတော့သူအရန်ငန်းနေတယ်တူပါတယ်သူထားခဲ့လိုက်တယ်နဲ့ထားခဲ့လိုက်တော့ဒီလူကပြန်တွေးတဲ့အချိန်မှာနည်းနည်းစိတ်မနှံ့တဲ့ပုံစံမျိုးလိုဖြစ်နေတယ်ဗောနော်ပြီးတော့သူတို့အဲ new strain ရမှာထပ်ပြောကြတာပေါ့တောင်တက်တဲ့အဖွဲ9ယောက်ပေါ့တောင်တက်တဲ့အဖွဲ9ယောက်ကကြတော့ သူတို့ဒီလိုပဲမိရတယ်ပေါ့ဒီလိုမျိုးပဲသူတို့လာခေါ်ရတယ်ပေါ့ခေါ်ရတဲ့အချိန်မှာဒီတောင်တက်တဲ့အခွဲတွေပါသွားတယ်ပေါ့ပါသွားတဲ့အချိန်မှာသူတို့ပြန်တွေးတဲ့အချိန်ကျတော့သူတို့တွေကစိတ်မနှံ့မဆန့်ဖြစ်လို့ဆိုပြီးသူတို့မမေးရဘူးပေါ့နော်အဲ့လိုနည်းနည်းယူကျင်တဲ့ပုံစံမျိုးလိုဖြစ်နေတယ်ပေါ့ဒါကကျတော့ဆိုးတဲ့ဘက်ပေါ့နော်ကျွန်တော်ခုနပြောသလိုကောင်းတဲ့ဘက်ကျတော့နှစ်ခုပေါ့နော်ကောင်းတဲ့ဘက်ကျတော့နှစ်ခုဆိုတာကသူတို့ကသူတို့ရဲ့ယုံကြည်ချက်ကအရန်ထူးဆန်းနေတယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးအပိုင်းနေရာကျတော့ကျွန်တော်တို့တွေကဒါက လက်ခံလို့ရလားလက်မခံလို့ရလားဆိုတာကဘေးခဏပဲတာပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီလိုမျိုးအဖြစ်ပြက်တွေကနိုင်ငံတိုင်းမှာရှိနေတယ်ဆိုတာလည်းကျွန်တော်တို့ယုံကြည်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီဟာကိုကြုံခဲ့ဘူးလားဆိုလို့ရှိရင်တော့မကြုံခဲ့ဘူး။ဒါပေမဲ့ဒီဟာတွေကတကယ်အဖြစ်ပြက်တွေပုံနဲ့အခုဆိုရင်ဒီအင်တာဗျူးတွေဒီလိုမျိုးအနေထားတွေကြတော့လေဒါဟိုမဟုတ်ဘူးလို့လေငင်းလို့မရဘူးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေတယ်ပေါ့အဲပြီးတော့ပထမတစ်ခုကကျတော့ဗာလဲဆိုဒီလိုပဲသူတို့ forest ကိုသူတို့သွားကြတာပေါ့နော်အဲ့လိုသွားတဲ့အချိန်မှာခလေးလေးတယောက်က လမ်းမပြီးကြံခဲ့တယ်ပေါ့လမ်းမပြီးကြံခဲ့တဲ့အချိန်ကျတော့ဒီခလေးလေးကိုဒီကောင်နေရပါတော့ဒီရော်ဒန်ပူနီယန်နေရသူ့ကိုလာပြီးတော့တောအဝါထီကိုလာပို့ပါတယ်တောအဝါထီကိုလာပို့ပါတဲ့အချိန်ကျတော့ဒီခလေးလေးကိုပြန်မိတဲ့အချိန်ကျတော့ဒီခလေးလေးတွေကဘာပြောလဲဆိုရင်ဒီပေါ့နော်ဒီအဖြူရောင်ဝစ်စုံနေဝစ်တင်လာတယ်ပေါ့လူနဲ့တူရဲအရန်ချောတယ်နေရကကြီးနေတယ်ပေါ့နော်အဲ့လိုမျိုးပုံစံဒီခလေးလေးကပြောတယ်ပေါ့အဲ့လိုမျိုးပြောတယ်တဲ့အဲအဲ့ဒါအဲ့ဒါတခုပေါ့နော်နောက်တစ်ခုကကျတော့ဒီ forest အရှိမှာပဲကားအက်ဆီဒန့်တခုဖြစ်တယ်ပေါ့ကားအက်ဆီဒန့်ဆိုတာကကားတိုက်မှုတော့မဟုတ်ဘူး ကားကဒီကြောက်ထဲကိုပြုတ်ကြတာပေါ့ကြောက်ထဲကိုပြုတ်ကြမဲ့ပုံစံမျိုးလို့ဖြစ်နေတဲ့အချိန်မှာဒီပေါ့နော်ဒီတရဝါကျတော့ဒီဒီအော်ရန်ဘိုနီယာသူ့ဆွဲထုတ်တယ်ပေါ့နော်ဒါပေမဲ့ तू ကဒီအကောင်မမြင်ရအောင်လက်ကိုမြင်ရတယ်ပေါ့ तू အဲ့လိုမျိုးလည်းပြောတယ်ပေါ့ဒါကျတော့ကောင်းကျိုးပြတဲ့ first နှစ်ကိုပေါ့နော်ဒါပေါ့ဒါပေမဲ့ဒီလူတွေလိုမျိုးပေါ့နော်ဒီလူတွေမျိုးဒီလူတွေလိုပုံစံမျိုးဒီအခုနကျွန်တော်ပြောသလိုအကပ်ကလုံးဝပြင်မလာအောင် 2019ကနေအခုချိန်ဒီလုံးဝဆိုလုံးဝကိုပြန်မတွေ့ဘူးပေါ့နော်ထူးဆန်းတာကဘာလဲဆိုလို့ရှိလို့ရှင်သူ့အမေသွားခေါ်တယ်ပေါ့နော်သူ့အမေတွေနဲ့ဗာဒီ pro ai ဆရာတွေနဲ့သွားခေါ်တဲ့အချိန်ညပတ်ပေါ့နော်ညပတ်7နာရီထိုးနေပြီပေါ့နော်အဲ့လို7နာရီထိုးအချိန်မှာသွားခေါ်တယ်အဲ့လိုသွားခေါ်တဲ့အချိန်မှာအဂပ်ကိုသူတို့မိန်းခေါ်တယ်ပေါ့နော်ခေါ်တဲ့အချိန်မှာအဂပ်ကပကအတန်နှစ်ခုထွက်တယ်ဒါမှမဟုတ်ဒီတော့ ဘာသာဂျာလန်ကျောက်ကျောက်ပထမအဆုံးတစ်ခုကရတော့အဲမလေးရှားစကားပေါ့နော်ကျွန်တော်ဒီ attachment လုပ်ပေးရမှာပေါ့နော်အဲ့တစ်ခုစကားတစ်ခုထွက်တယ်နောက်တစ်ခုကကျတော့သူ့ကိုဝန်ညာဖမ်းထားတယ်ဆိုတဲ့စကားတစ်ခုထွက်တယ်ပေါ့ဒီကကျတော့ဟိုပြောရမလဲ shocking လုံးဝဖြစ်စီတယ်ပေါ့နော် shocking လုံးဝဖြစ်စီတယ်ဆိုတာညဘက်7နာရီလောက်မှဒီသူ့အကပ်ကပ်ကပြန် order ပေါ့နော်အဲ့လိုပြန် order တဲ့ချိန်မှာသူ့ညီညာပြန်ပြောတယ်ပေါ့နော်သူ့ညီညာပြန်ပြောလဲဆိုလို့ရှိရင် ငါတို့မိသားစုတစ်ခုလုံးပေါ့နော်ငါတို့မိသားစုတစ်ခုလုံးကစောင့်နေမယ်ဆိုပြီးသူပြောတယ်ပေါ့နော်မင်းကြိုက်တဲ့ချိန်ပြန်လာပေါ့ငါတို့မင်းကိုစောင့်နေမယ်ဆိုပြီးသူပြောတယ်ပေါ့နော်အဲ့လိုပြောတဲ့အချိန်ကျတော့အော်အရင်ကထူးဆန်းမိတယ်လို့ခံစားမိတယ်ပေါ့နော်အဲ့အချိန်မှာသူတို့တွေကမလုပ်လေဆိုတော့ဒီ pro a ဆရာကြီးကသူ့ကိုခေါ်လို့မရဘူးသူဖမ်းလာတယ်ပေါ့နော် तू က तू စိတ်ကြိုက်ပြီးမှ तू ပြန်လွတ်မယ်ဆိုတာကသူတို့ရှီမှာဆုံးဖြတ်ချက်တစ်ခုကြားပါတဲ့အချိန်မှာသူတို့တွားပြီးထပ်မခေါ်တော့ဘူးဒီနေ့အချိန်ကြီးဆိုလို့ရှင် up cup ကလောကပြန်လာတော့ ဲ့လိုပုံစံမျိုးဖြစ်နေတယ်ပေါ့နော်အကပ်ကလည်းဝမ်းပြန်မလာတော့ဘူးသူတို့တွေကလည်းအခုချိန်မှာစောင့်နေကြတယ်ပေါ့လုံးဝ shocking ဖြစ်စရာပေါ့နော်ဟိုဒီအားကျွန်တော်တို့မြန်မာနိုင်ငံမှာရှိလားဆိုရင်တော့ဒါကကျွန်တော်ကြားပြီးနားဝကျွန်တော်ပြောပြမယ်ပေါ့နော်ကျွန်တော်တို့ကြားပြီးနားဝဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာဆိုဥစ္စာဆောင်ပေါ့နော်ဥစ္စာဆောင်ရှိတယ်လို့ပြောကြရတယ်တခါတလေကြားလို့ရှိရင်ဒီဥစ္စာဆောင်ကလာခေါ်တယ်ပြရလို့ရှိရင်ဥစ္စာဆောင်ကရွှေငွေတွေပေးတယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီရန်နဲ့ပတ်သက်တဲ့အားကြီးရ အများကြီးပဲကြားမှုတယ်ပေါ့ကျွန်တော်တို့ကြားမှုနားမှာလုံးဝဖြစ်တယ်ဒါ comedy တို့လည်းသိကြမယ်လို့ထင်တယ်ပေါ့နော်လွန်ခဲ့တဲ့2018လောက်ပေါ့နော်လွန်ခဲ့တဲ့2018လောက်မှာဆိုလို့ရှိရင်ဒီလိုမျိုးကျွန်တော်တို့မြန်မာနိုင်ငံမှာပေါ့ရန်ကုန်ကအကြောင်းသားတစ်ယောက်တောင်ကြီးမှာပျောက်သွားပြီးကိုရမြောင်းနေမှာပြန်ရပြန်လာတယ်ဆိုပြီးတော့ကျွန်တော်တို့ကြားမှုမယ်တချို့သတင်းစာအဲ့ချိန်သတင်းစာ time တော့ပဲရှိအောင်မယ်အဲ့ချိန်ဖုန်းတွေရတော့ပေါ်ထုံးနေပြီအဲ့လောက်ကြီးနမဲအဲ့လောက်ကြီးမဟုတ်သေးဘူးပေါ့နော်အင်တာနက်တွေလည်းအဲ့လောက်ဟောင်းနေတာမဟုတ်ဘူးနော်ဒါပေမဲ့တရားစင်စာတွေမှာကျွန်တော်ဖတ်မိတာပေါ့နော် အကွန်မြူနတီလေးတင်တင်ဒီကနေနဲ့ဟောတယ်ကျွန်တော်မြန်မာနိုင်ငံမှာဟောပါတယ်ဘာရန်ကုန်ကျောင်းသားတောင်ကြီးမှာပျောက်ပြီးကိုရဲမြောင်းနေမှာပြန်လာတယ်ဆိုပြီးတော့အဲ့လိုမျိုး story ရဲ့ interesting နေဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုး community ကိုတွေ့ပဲဖြစ်ဖြစ်ကြားဘူးနားမှာပဲရှိတယ်ဆိုတော့ကျွန်တော် comment comment မှာမှတ်မိဦးပေါ့နော်ဒီလိုမျိုးပေါ့နော် community အမြင်မှာဒီ area တကယ်ရှိလားတကယ်မရှိဘူးလားဆိုတော့လေကျွန်တော် comment မှာမှန်ပြပါအောင် comment တို့ရေဒီ video ကတော့လုံးဝ interesting ဖြစ်မယ်လို့ကျွန်တော်ကမြင်မိတယ်။ community အနေနဲ့ကြုံခဲ့တာတွေရှိတယ်ဆိုလို့ရှိရင်ပဲဖြစ်ဖြစ် ီလိုမျိုးဒီအကြောင်းကြီးစိတ်ဝင်စားတဲ့လူတွေကိုပဲဖြစ်ဖြစ် comment to share ပေးပါအောင်ပေါ့နော်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကဲဒီလိုမျိုးအကြောင်းအရာတွေအမြဲသိဖို့အတွက် channel လေးကို subscribe လုပ်ရသည် subscribe လုပ်ပြီးတော့ support လုပ်ပေးပါအောင်နော် comment တို့ရေးကဲနောက် video မှာပြန်ကြမှာနော် comment တို့ရေးအားလုံးလက်မျိုးပါလားတက်တာ bye bye